ုခေတ်တချို့လူတွေနော်မျက်နှာကဘလို့မှကြည့်လို့မလအောင်ဘလို့မျက်နှာမျိုးတော့ဆိုရင်အရင်တုန်းကရုပ်ရှင်ရိုက်တဲ့စာတန်းလိုပဲငိုရွေးရည်ရွေးမရတော့မျက်နှာဆိုဘလို့မျက်နှာမျိုးလည်းမသိဘူးနော်အိုလို့လည်းမရဘူးရည်လို့လည်းမရဘူးတချို့ကရှိတာတောင်ပြုံးတာတောင်မဲ့ရောင်ပေါ်နေတဲ့မျက်နှာမျိုးရှိသေးတယ် ပကြီးဆရာတော်မတခါတလေအဲ့ဒီမျက်နာမျိုးပေါ်ဆွဲခြင်းမှာဆွဲတတ်မှာကံကြမ္မာကတော့ဆွဲပေးလိုက်တယ်ပြုံးတံတော်မမဲ့တယ်မဲ့တဲ့ရုပ်ပေါ်ဆွဲထားတယ်အဲ့ဒါဒေါသရဲ့အရှိန်အဝါလေးလို့ဒီလိုပြောရမှာပဲအဲ့တော့ဒီဒေါသကဘယ်သဘသူစီမှာဖြစ်တယ်ဆိုကိုယ်တဏ္ဏမှာဖြစ်တာပဲဒါဖြင့်ဒီဒေါသကိုဘာနဲ့ရှင်းကြမလဲမြတ်စွာဘုရားက မေတ္တာဘာဝေတ္တဗံဒေါသတ္တပဟာနာယဒေါသကိုအပြတ်ရှင်းကျင်လို့ရှိရင်မေတ္တာဘာဝနာပွားပါတဲ့ဒီလိုပြောတာမေတ္တာဆိုတာအထောသမုံတီးခြင်းအလိုမကျမှုကင်းခြင်းလို့ဆိုတဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားဟာအရောသအဲ့ဒီအရောသဆိုတဲ့မေတ္တာတရားဒီ ဒေါသဆိုတဲ့တရားကိုဖယ်ရှားပြစ်နိုင်ပါတယ်တဲ့ဒါဖြင့်မေတ္တာဘာဝနာဘယ်လိုပွားရမလဲလို့ဆိုလို့ရှိရင်ကိုကိုကိုအရင်အာယုံစိုက်ကြည့်လိုက်လူတိုင်းလူတိုင်းဟာကိုကိုကိုရှေးဥစွာအာယုံထားလေးရှိကြဒါကြောင့်မလို့မေတ္တာပို့တဲ့ထဲမှာအဟံအဝိရောဟောမိငါယံကင်းမရစေအပြပစ္စောဟောမိဆင်းရဲကင်းမရစေ အနိကောဟောမိဒုက္ခတွေကင်းမရစေဒုက္ခိအတ္တနာပရိဟရာမိချမ်းသာဒုက္ခချမ်းညံ့တာတာခန္ဓာကိုယ်ကြီးရဲ့ဝန်တွေကိုရွတ်ဆောင်မရစေလို့ကိုကိုကိုရှေးဥစွာအာယုပြုတ်ပြီးတော့ကြီးလိုက်ပြီးတဲ့အခါအေးငါရံကင်းနေတယ်ចောင်းကြခင်းနေတယ်ဆင်းရဲခင်းနေတယ်ချမ်းညံ့တာတာဖြစ်ချင်တယ်ဆိုရလိုပဲငါဘဝဝင်ကြီးမှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာလည်းပဲဒီလိုပဲ ဆန္ဒရှိကြမှာပဲလို့မေတ္တာအခြေပြိုးနိုင်အောင်အဲ့လိုစိတ်ကအာယုံပြုတ်လိုက်အာယုံပြုတ်လိုက်တဲ့အခါကိုယ်စိတ်လေးကနှူးညံ့လာနှူးညံ့လာတဲ့အတွက်ကြောင့် အများကျိုးလိုလားတဲ့စိတ်ကလေးပေါ်လာတဲ့အခါမှာအလုံးသတ္တဝါတွေကအစဉ်ပြေကြပါစေချမ်းချမ်းသာကြပါစေကျမ်းမာကြပါစေဆိုတဲ့ကိုယ်နှစ်သက်တဲ့အတော်ဝင်လေးနဲ့ကိုနှစ်သက်တဲ့အတွေးကလေးနဲ့အများသတ္တဝါတွေချမ်းသာပါစေဆိုတဲ့ ီစိတ်ဓာတ်ကလေးထတ်တလဲလဲဖြစ်အောင်လုပ်တာကိုမေတ္တာပွားတယ်လို့ခေါ်တယ်